င်္ဂလာပါရှင်ကျမတို့ဖူးဤနွယ်ပါ DV ရုံမြင့်တန်ကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအာနာဒင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့အတိမတ်ပြုလိုက်ရင်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုပြစ်ပယ်လိုက်တာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအောက်တိုဘာလ28ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်စီအိုစုကကျင်းပဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာနိုင်ငံရဲ့၃ပုံ၃ပုံလောက်မှသာကျင်းပနိုင်မှာဖြစ်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်ပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့မကိုက်ညီတဲ့အတွက် NLD အနေနဲ့လက်မခံသလိုအတိအမှတ်မပြုဘဲပူးပေါင်းမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားတာပါ။ဒါ့အပြင်2020ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲဟာတရားဝင်ပြီးပြည်သူ့ဆန္ဒကိုထင်ဟပ်တော်ရလက်ဖြစ်ကြောင်းနဲ့အဲ့ဒီရွေးကောက်ပွဲရလက်ဟာနိုင်ငံတကာအစ်စ်မှာပါအတိအမှတ်ပြုခံရပြီးဖြစ်ကြောင်း NLD ကဆိုပါတယ်။ဒါပြင်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုပြစ်ပယ်လိုက်ခြင်းဖြစ်တယ်လို့ NLD ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ ဒါကြောင့်နိုင်ငံတကာအနေနဲ့ဆေးဥစုရဲ့အတုရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ဤပညာငွေကြေးအထောက်ပံ့မပေးဖို့ရွေးကောက်ပွဲလေးလာသူတွေမဆေးလို့ဖို့ရွေးကောက်ပွဲရလက်အရပေါ်ပေါက်လာတဲ့အစုအဖွဲ့နဲ့မပူပေါင်းဖို့ဒေါက်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလှုပ်ပေးရေးကြိုးပမ်းပေးဖို့နိုင်ငံတကာကိုထုတ်ပြန်တောင်းဆိုထားပါတယ်ရှင်။မလေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူမှာအော်တိုဘာလ28ရက်ကကျင်းပတဲ့အာဆီယံအရှေ့အာရှထိပ်သီးအစည်းအဝေးမှာ ြန်မာနိုင်ငံဗြိတိခနဲ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောထားတွေကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။စုဝေးရောက်ရှိနေတဲ့ခေါင်းဆောင်တွေနဲ့စကားပြောဆွေးရမှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကကျွန်တော်တို့အနေနဲ့အကြက်ကင်ဆောင်ရွက်ခြင်းထက်တွေးဆဆွေးနွေးမှုတဖက်ဆောင်နှင်းထက်ဟန်ချက်ညီများမှုထိတ်တန့်ရင်ဆိုင်မှုထက်ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ဆက်လက်ထောက်ခံသွားမှာပါလို့ပြောကြားခဲ့ပါတယ်။အော်တိုဘားလ26ရက်နေ့ကစတင်ခဲ့တဲ့3ရက်ကြာထိပ်သီးအစည်းအဝေးဟာ အဖွဲ့ဝင်10နိုင်ငံကခေါင်းဆောင်တွေနဲ့အမေရိကန်ပြောင်စုတရုတ်ဂျပန်နဲ့ကိုရီးယားအပါအဝင်ဆွေးနွေးပွဲနိုင်ငံတွေကခေါင်းဆောင်တွေကိုစုစည်းထားပါတယ်။ဒေတာရင်းမဟာမိတ်အဖွဲ့ဟာရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုမြန်မာနိုင်ငံကိုဆေလွတ်နိုင်ခြေကိုဆွေးနွေးမယ်လို့မလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟာဆန်ကပြီးခဲ့တဲ့အပတ်မှာပြောကြားခဲ့ပါတယ်။စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းဝါရဖြန့်ရိုက်ကူးထားတဲ့ဇလန်းတုံနဲ့ဇလန်းမှာပါဝင်သေယုတ်ဆောင်ထားတဲ့အမှုပညာရှင်တွေကို တော်လန်အမှုပညာရှင်တွေမြို့ပြအင်အားစုတွေနဲ့ပြည်သူတွေကပြင်းပြထန်ထန်ဝေဖန်နေကြပါတယ်ဒီသတင်းကိုတော့ဝေဝေပေးပို့ထားပါတယ်ရှင်2021ပြည်ထနာတွေဖြစ်တော်မှာမြို့လောင်ကတရားလိုက်တယ်ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှလားပုံမှန်နေနေပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တခုလည်းတော့မဟုတ်ဘူးစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကြောင့်ဝါရပြန်ရိုက်ကူထားတဲ့ ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်တို့နဲ့ဇလန်မှာပါဝင်သေးဥဆောင်ထားကြတဲ့နေတို့မြင့်မြတ်နေဝင်းအေချမ်းမောင်မေမြင့်မုံနဲ့ချူလေးတို့အပါဝင် အောင်ခိုင်းငပြောကျော်စားတဲ့စပိုးဆက်ရည်တွေအားလုံးပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှຫນွေဥတော်လည်းအစာအာနာရှင်ပြုတ်ကြရေးမှာလက်သုံးချောင်းထောင်းဆန့်ကျင်ပါဝင်ခဲ့တဲ့ရခိုင်တိုင်းရင်းသားတရုတ်ဆောင်နေတိုးကပို့ပြီးဝေဖန်ခံရပါဗျ။ကျွန်တော်ဒီဇလန်ဆက်ညှိုးရေးတဲ့ လူပေါ့နော်ဒီဒီစကလုံးနေရေးတဲ့လူကိုကျွန်တော်ကျွန်တော်ထင်တာပေါ့နော်ခင်ရီတို့ဘူးလက်လားစီလိုမြန်ဖြစ်မလားလို့ဒီလိုအတုံးလိုက်အတက်လိုက်စကလုံးနေနဲ့ကျွန်တော်တို့ဟိုဘက်လွန်ခဲ့တဲ့နှစ်3 40လောက်ကဟိုပါပီမလိုဟာမျိုးကြီးထက်စိုးတဲ့ဟာကြီးတွေ့ရတော့အရန်အံ့ဩတယ်ပေါ့နော်နေဝင်းတို့အဲရှေ့မှာဒီဒီကားထဲမှာပါတဲ့မြင်းမြတ်တို့ဒီကောင်တွေကတော့ကျွန်တော်တို့က ဟိုနိုင်ငံကြီးမှာတိုက်ဆိုင်တာမရှိတဲ့အတွက်ဒီကောင်တွေကဒါမျိုးဝင်ပြီးတော့ပျော်ပျော်ကြီးလှုပ်ရတော့မယ်ဆိုတာကျွန်တော်သိတယ်ဗျအထူးထွေပြောချင်တာကတော့နေတူးအရန်ဒီကားမှာဟိုတည်တည်ချာချာပျော်ပျော်ကြီးပါပြီးတော့ဒီလိုစကလုံးနေနဲ့ဝိရဇာတိနေရာမျိုးမှာဒီလောက်လေရင်နေနဲ့နေနေစဉ်နေတိုင်းနီးနီးဘုံကျဲနေကြတယ်နောက်စစ်ဘေးရှောင်ပြည်သူတွေအများဆုံးပြောရမယ့်ဟာမျိုးဖြစ်နေကြတော့ဒီကောင်ဒီကားမှာပျော်ပျော်ကြီးပါတာတော့အံ့ဩတယ်ဒီဘေးကိုကျွန်တော် ဒီနေရာပြောချင်တာတော့ဒီဘက်ကိုပြည်သူတွေနဲ့ထတ်တူဒီဘက်ကိုစောက်ရမ်းမုန်းနေပေါ့နော်ဇလန်းနဲ့မှာရွေးကောက်ပွဲအတွက်မဲဆွယ်စီယုံတဲ့ dialogue တွေပါဝင်တော်လိုင်းသမားတွေကိုတယောလောင်ပြောင်းတာတွေကိုပါထည့်သွင်းပုံဖော်ထားတာကြောင့်ပါဝင်ထားတဲ့သရုပ်ဆောင်တွေအားလုံးကနာမည်သေးခံပြီးလူလူရဲ့အမုန်းတွေကို ခံယူသွားကြတယ်လို့အာနာမသိန်းခင်က MRTV4 ဇလန်းအတွဲတွေနဲ့ပြည်သက်ရရှိထားခဲ့တဲ့သရုပ်ဆောင်ထက်မြက်ကလည်းဝေဖန်ပါတယ် ဒီဝါရပြန်ကားမှာပါသမားလူတွေအကုန်လုံးကျွန်တော်မေးချင်တယ်တကူကြီးစင်ပြေဖို့အတွက်နဲ့စစ်တပ်ခိုင်းသမားလုံနေရတာမရှက်ဘူးလားချီးမှန်းတည်ရနေစားရတာမယုံဘူးလားလို့မေးချင်တယ်အဲသူကတော့ပြောမှာပဲသူတို့ဘာနဲ့ချုပ်ကင်ထားတယ်ညာနဲ့ချုပ်ကင်ထားတယ်အကြောင်းပြချက်တွေပြီးမှာပဲဒါမှမဟုတ်အခုအမှန်တရားကိုသိတဲ့ပြည်သူတွေတကယ်ခံစားနေရတဲ့ပြည်သူတွေကသူတို့ဘလောက်ယွံသွားမလဲသူတို့ဘလောက်မုန်းသွားမလဲသူတို့ကတော့လူအသေးမခံရဲတော့ နာမည်အသိခံသွားတာတော်လိုင်းအစကာလာတွေမှာတော့အဲဒီသေဥဆောင်တွေဟာအနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးအခုလိုအချိန်မှာတော့စစ်တပ်ဘက်ကနေပြပြတသားရည်တည်ပြလိုက်တာဖြစ်လို့လူမှုရေးပြစ်ဒဏ် social punishment လောက်ကြောက်ဖို့ကိုမြို့ပြဒေါ်လိုင်းအင်အားစုတစ်ခုဖြစ်တဲ့ရေဝဲဖွဲကလည်းတိုက်တော်မာတယ်အခုဖြစ်ရဟာပြည်သူလူထုနဲ့နိုင်ငံတော်တစ်ခုလုံးကို လောင်ပြောင်းတရော်တဲ့အနေအထားပါမြို့ဒေါ်လိုင်းရည်ရည်ဒီကအစမှာတော့ ူရူးနဲ့အသားလေးရှိပါမယ်ဆိုပြီးတော့တရုတ်ဆောင်ကောင်းကောင်းနဲ့ဟန်ဆောင်ခဲ့ကြတဲ့သူတွေရဲ့အပုတ်တွေကအခုအချိန်ဒီလူကာလရောက်မှပေါ်လာတယ်ပေါ့နော်လူရူးဘက်မှာရှိနေပြောင်ရောင်နဲ့လူရူးကိုသစ္စာပေါင်းပြောင်းပြည့်ရည်ပြူတာကပို့ပြီးတော့ခံပြင်းတော့ပါတယ်လူရူးနဲ့နိုင်ငံတော်ကိုလောင်ပြောင်းနဲ့ညီသူမဆူလူမှုရေးပြည်ထန်ထီထီရော်ရော် ခတ်ဖို့လိုအပ်ပါမယ်လူအတိုင်းဝိုင်းလူအဖွဲ့အစည်းကနေပြီးတော့ဖဲချင်းနှင်ထုတ်ဖို့လိုအပ်ပါမယ်လို့ရေဘွယ်ပြည်သူအချုပ်ပြုလူငယ်အဖွဲ့အစည်းကနေပြီးတော့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာဇလန်းဇညွန်ဒရိုက်တာစာရီကိုမဖော်ပြထားပဲခေတ္တမိုင်းဒုက္ခမရဝန်းမှာစီစဉ်တင်ဆက်သည်လို့သာဖော်ပြထားတယ်။အဲဒီဝါရပြန်ဇလန်းဟာလက်တွေ့မြေပြင်အခြေအနေတွေနဲ့လည်းကွင်းကွာနေပါဗျ။ဇလန်းတစ်ခုလုံးကအလိညာတွေဖြစ်တဲ့အတွက်အလိညာတွေကိုတရုတ်ဆောင်ထားတဲ့အမှုပညာရှင်တွေကိုပါ လူမှုရေးပြစ်ဒဏ်ထိတိယရောက်ပေးတဲ့အကြောင်းကိုလည်းပြည်သူတယောက်ကပြောပါတယ်။အာနာတိအာနာလူထားတဲ့အဖွဲ့ကနိုင်ငံတော်ပုံကံမှုကျူးလွန်ထားတာပဲ။နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့လူတွေရဲ့ရွေးကောက်ပွဲကိုအားပေးအားမြောက်လို့စီယုံလှုံ့ဆော်တာလေပုံကံမှုကိုအားပေးတာပဲ။နောက်တစ်ခုကသူတို့ပြောနေတဲ့စကားတွေကလည်းအကုန်အမှားတွေကြီးပဲ။ဒီအနုပညာရှင်တွေပေါ့နော်။ဒီလူတွေဟလာမမမကန်ပြည်သူ့ဘက်ကမရက်တီပဲနဲ့ဟလာပြည်သူကိုအလိန်ညာတွေတင်ဆက်နေတဲ့အနုပညာရှင်တွေဖြစ်တဲ့အတွက် ဒီအမှုပညာရှင်တွေကိုပြည်သူတွေအနေနဲ့တော်လန်ရေးကိုဟလာဝင်လဲမတိုက်ပေးနိုင်ဘူးတော်လန်ရေးအတွက်ထောက်ပို့လဲမလုပ်ပေးနိုင်ဘူးတော်လန်ရေးကိုဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့မှဒီအမှုပညာရှင်တွေကိုဝိုင်းကောလုပ်တင်တယ်ဒီအမှုပညာရှင်တွေပတ်သက်သမျှအရာအကုန်လုံးကိုလုံးဝလက်မခံဘူးလို့လဲဇလန်းထဲမှာတော့နွေဦးတော်လန်ရေးဦးဆုံးကာလပုံရိပ်တွေနဲ့စတင်ထားပြီးစစ်တပ်နဲ့ထိထိုက်တိုက်ပွဲဖြစ်နေတာဟာအမှန်တကယ်ဖြစ်ပွားနေတာမဟုတ်ပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာဒါဖြန့်ဝေနေတာဖြစ်ကြောင်းလာမယ့်ရွှေကောက်ပွဲကဒါထွက်ပေါက်အမှန်ဖြစ်ကြောင်းဒေါ်လာရေးလုံနေတဲ့လူငယ်တွေဟာအကျန်းဖက်ပြီးရွှေကောက်ပွဲကိုပျက်စီးရပျက်စီးကြောင်းလုံနေတာဖြစ်ကြောင်းတွေကိုဒါတရုတ်ဖော်ထားတာဖြစ်ပါတယ်လက်တွေ့မှာတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ကလေးတငယ်တွေပါဝင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေနေ့စဉ်ဆုံးရှုံးနေကြရတာလည်းဖြစ်ပါတယ်အော်တိုဘာလ24ရက်နေ့အထိပြည်သူပေါင်း8405ယောက်ကြာဆုံးခဲ့ပြီး 2256ရောက်ဖမ်းဆီးထိန်းသိမ်းခံရရဆဲဖြစ်တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ကျွန်မဝေပါ DV ရမင်းတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မတော့ဖူအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။